နာကျင်မှုကလူကိုအများကြီးပြောင်းလဲသွားစေပါတယ်။သင်္ကန်းစားတွေသာယူတန်ရင်ပေါ့။နာကျင်မှုမှာနှစ်မျိုးရှိတယ်။ပထမတစ်ခုက အပေါ်ရင်အနာလို့အလွယ်လေးခေါ်ကြတာပေါ့။တာမန်ခလုတ်တိုက်တာ၊ထိခိုက်တာ၊ချနာတာဒါရီယာအပေါ်ရင်အနာပါ။သေးစီနိုင်တဲ့တန်ရာတွေရှိသလိုအမာရွတ်တော်မကြံတော့တဲ့အနာတွေရှိတယ်။ဓာတ်နဲ့ခုတ်တာကားတိုင်းမိတာစတာတွေက သိစီနိုင်တဲ့ဒဏ်ရာတွေပေါ့ဒါပေမဲ့ဒီဒဏ်ရာတွေကြောင့်ဘဝမှာတစ်ခါပဲသိရပါတယ်ဒုရယနာကျင်မှုကသွေးမထွက်ဘူးနာကျင်လို့နာကျင်နေမှလည်းမထင်ရဘူးပြီးတော့မြည်လည်းမမြည်ရဘူးစိတ်မှဖြစ်တဲ့ဒဏ်ရာတွေပေါ့သိမတက်လဲနာကျင်ရသလိုတိုက်ဆိုင်တဲ့အခါတိုင်းအခောက်ကောက်အခါခါလေးပြန်သေးရပါတယ် အဲ့ဒါကိုစိတ်တန်ရလို့အလွယ်လေးခေါ်ကြတယ်။စကလုံးတွေကြောင့်ပဲဖြစ်ဖြစ်လောရက်တွေကြောင့်ပဲဖြစ်ဖြစ်နှလုံးသားမှာခဏခဏနာကျင်ရပါများတဲ့အခါစိတ်မှဖြစ်တတ်တဲ့တန်ရတွေဖြစ်လာတတ်တယ်။နာကျင်မှုလုံလုံလောက်လောက်နာကျင်ပြီးသွားရတဲ့အခါလူတယောက်က အနေနဲ့အများပြောင်းလဲတက်သွားတာကြီးပါပဲ။ဆက်ပြီးနာကျင်နေဖို့ခန္ဓာရင်မချီတော့တဲ့အခါ ဆက်ပြီးသီးခတ်နေဖို့စိတ်ကုံသွားတဲ့ကလူတိုင်းပြောင်းလဲသွားနိုင်ကြပါလေအခြေဆုံးဆိုတဲ့လူတွေအမေမော်ဆုံးဆိုတဲ့အရာတွေကိုကြောက်ခိုင်းပြခြင်းကြောက်ခိုင်းပြသွားနိုင်တာမျိုးပေါ့ကျမစိတ်ကုံသွားတာပါကျမအရင်တုန်းကလုံးစိတ်ဆိုးစိတ်ကောင်းနေတယ်လို့မထင်ပါနဲ့ဒီတကတကယ်ကိုစိတ်ကုံသွားတာပါစိတ်ကုံသွားတယ်ဆိုတာစိတ်ဆိုးစိတ်ကောက်တယ်လို့မျိုး ခဏတဖြုတ်လေးနဲ့ပြေးမှာပါလို့မထင်သေးရှင်ဘူးပြီးတော့လုံးဝလည်းမတူဘူးနော်စိတ်ဆူစိတ်ကောက်တယ်ဆိုတာကိုမကြိုက်တဲ့အရာတခုကိုလုံးမိတဲ့အခါခဏတာမကြည်ဖြူတာပါအကြောင်းပြချက်ခခိုင်လုံးလုံးနဲ့ချင်းပြတဲ့အခါပြန်ပြီးကြည်ဖြူပေးလိုက်လို့ရတဲ့အရာမျိုးပေါ့စိတ်ကုံသွားတယ်ဆိုတာကတော့ပါစုပါမှဆက်ပြီးပြောချင်စေမရှိတော့ဘူး ဖာချင်းပြချက်ကူမှလည်းနားထောင်ခြင်းစိတ်မရှိတော့ဘူးဖြစ်နိုင်ရင်အတန်တော်မကြားချင်တော့တာမျိုးပေါ့ကျမနားလေပြေခဲ့ဖို့ပါတယ်တနေ့ကျရင်တော့ပြုပြင်ပြောင်းလဲလာမှာပါဆိုတဲ့အတွေ့အကြုံကျမနားလေပြေခဲ့ဖို့တယ်အမားတွေရှိလာတဲ့အခါတော့သူလဲလူပဲလေတခါတရံတော့မှာတက်မှာပေါ့ဆိုတဲ့အတွေ့အကြုံခွင့်လေခွင့်လို့ပြေခဲ့ဖို့တယ်ဒါပေမဲ့အမားတကူကော မာမန်တီတီနဲ့ထက်ခါထက်ခါပြန်ပြီးလုံနေတာမျိုးတော့ခွင်းလွတ်ဖို့မတင်တော့ဘူးမဟုတ်လားဝန်ခံပါတယ်ကျမသူမသူ ဖြစ်ခဲ့ဘူးပါတယ်သူကဂယုမဆိုင်ပြီမိတ်တနေ့မြတ်တော်ရီမှန်ရင်တံပြန်တော့လာမှာပါဆိုတဲ့အတွင်းနဲ့ကိုဘက်ကဂယုတဆိုင်ရှိနေပြီခဲ့ဘူးတယ်အရေးတကြီးကြီးနဲ့လေစိတ်ပူပေးခဲ့ဘူးတယ်ဆိုရင်ပိုပြီးမှန်မယ်ထင်ပါတယ်ကျမလေးလူတစ်ယောက်ပါ ိုအလေးထားသလောက်ပြန်ပြီးခရူးမဆိုင်တတဲ့လူတယောက်နာမှာတန်ဖိုးမဲ့နေတယ်လို့ပုံစံမျိုးနဲ့အချိန်ဘယ်လောက်ကြာကြာရက်နေနိုင်မှာလဲ။